ဲဆိုတော့တရေပင်မို့မော့ကြည့်ပြီးတော့မန်တန်ရွတ်တံအသေးအသီးတွေဟာတောင်းလျှောက်တခါတည်းတီးလာတဲ့ဟာအကင်းလေးရနဲ့နှုတ်ရင့်ပြီးတော့ဝါဝင်းပြီးတော့ကြွေးကြလာတဲ့အထိမျက်စိရှိတယ်အဲ့လိုဖြစ်တယ်။အာဆန်းလိုက်တာပေါ့နော်။အဲ့ဒါနဲ့ဒီမန်တန်ကိုသူ့ကိုသင်ပေးပါပေါ့နော်။အဲ့ဒါဒုံစန္ဒကြီးကပြောတယ်တဲ့ငါမန်တန်သင်ပေးဖို့မင်းကိုဝင်မလေးဘူးပေါ့နော်။ဒါပေမဲ့ငါကဒုံစန္ဒမျိုးနွယ်ဖြစ်တယ်။ ဲ့ဒါမင်းဒီမန်တန်ဘယ်ရရလဲလို့တစုံတယောက်ကမေးလို့ရှိရင်ဒွန်ဆန္ဒမျိုးနွယ်ဒီကသင်ခဲ့တာလို့မင်းအမှန်တိုင်းပြောမှမန်တန်ကတီမှာဒွန်ဆန္ဒရဲ့တပည့်ပါလို့မင်းပြောမှရှက်လို့မင်းလိန်ပြောမယ်ဆိုတော့ဒီမန်တန်ပျောက်သွားမှာပဲလို့ပြောတယ်အဲ့ဒါမင်းဒွန်ဆန္ဒတပည့်လို့မင်းခံရဲသလားအဲ့ဒါမင်းအရင်စဉ်းစားပညာကိုရကျင်တယ်ဆိုလို့ရှိရင်တော့အမျိုးရုပ်တည်မျက်တည်မစဉ်းစားဘူးဒါပေမဲ့ချို့ကြတယ်လေခေတ်ကာလအနေထားဒေတာအနေထားပေါ်မူတည်ပြီးတော့ဒီအမျိုးရုပ်အမျိုးမျက်ကို အလွန်အလေးထားကြတဲ့နော်ကာလတွေဒေသတွေရှိခဲ့ဘူးလားရှိနေလားဒါလည်းစဉ်းစားပြီးဖို့လိုတယ်ဟုတ်လားအဲ့တော့သူကရားကျင်တဲ့အခါကျတော့ကိုင်းကျွန်တော်လိမ့်ပြီးတော့မပြောပါဘူးဒွန်ဆန္ဒတပည့်လုံးဟောအထင်ခံနိုင်ပါတယ်ဆိုတော့သင်တယ်အမန္တန်သင်တော့တက်ရောတက်တဲ့အခါတော့အဲ့ဒီမန္တန်ကိုသူပြဆိုင်ရင်လည်းသူစီးပွားဖြစ်တယ်ဆိုကြပါစို့နောက်တော့ဘင်းရန်တော်ဒီဒီသတင်းပေါက်ကြားပြီးတော့အဲ့ဒါဘင်းကြီးကိုသူမန္တန်ရွတ်ပြရွတ်ပြတော့အသေးသေးသေးတာ အရှင်ဒီကိုပြေးလို့အဲ့ဒါနဲ့သူစုတွေလက်တွေရအဲ့တော့နောက်တစ်ချိန်ဘီရင်ကြီးကတေးသည်စားခြင်းနဲ့သူ့ကိုရုတ်ခိုင်းတာပေါ့အဲ့ဒီနေ့ရောက်တဲ့အခါကျတော့ဒီလောက်ဆန်းတဲ့ဒီမန္တန်ဒီတက်ပညာမင်းဘယ်ကတင်ခဲ့တော့လို့မေးတော့ပြောရမှရှက်သွားပြီငါလည်းပဲအချိန်ချင်းဖန်ဖန်ရွတ်ပြီးတော့ဒါကြီးကိုကျွမ်းကျင်နေတော့ဗေနီးနဲ့မှမိစရာအကြောင်းမရှိဘူးပေါ့နော်အဲ့တော့ဟိုဒွန်းဆန္ဒကအလကားငါ့ကိုတမားကုန်ပြကျင်တာနဲ့ရှောက်ပြောတာဖြစ်လို့တယ်ပေါ့နော်အဲ့ဒါနဲ့သူက ေးတဲ့ဂရိကိုလည်းဖြတ်တာပါဟုတ်လားအဲ့ဒါနဲ့တိတာပါမောက္ခဆရာကြီးတွေကတင်းလာတာပါလို့ပြောလိုက်တယ်အဲ့လိုလဲပြောလိုက်ရောသူကောင်းထဲမှာအရင်မှန်တမ်းမရှိတော့ဘူးဒါမဲ့ तू မရှိတော့ဘူးလို့မသိဘူးအဲ့ဒါနောက်တစ်ချိန်ဘုရင်ကြီးကကိုင်းတယ်ဟာတေယတိစားခြင်းမီးဆိုကြုတ်ခိုင်းတော့မန္တန်ကထွက်မလာတော့အစဖော်လို့မရတော့အဲ့ဒါနဲ့ तू ကဒါလည်းသူ့ရဲ့အမားကို तू ကဝန်မခံသေးဘူးဝိလေကြောင့်မလုံနေတဲ့ခါကျမင်းဘလို့ဖြစ်တာရောဆိုတော့အာနက်ခတ်နဲ့ မကိုက်ညီသေးလို့ဘင်းကြီးကမယုံဘူးမင်းငါထူချတယ်လို့ထင်တယ်ပေါ့အမေအမှန်တိုင်းပြောပါဆိုတော့မှဒွန်စန္ဒာတွေကသင်ခဲ့တာတော့လိန်ညာခဲ့လို့မန္တန်ပြောရတဲ့အကြောင်းသူမျက်ရည်လေရွယ်နဲ့ပြောပြတော့မှဘင်းကြီးကမင်းဟာလူယုံမှာပဲပေါ့နော်ကိုရှေယာသမားရဲ့ဂုံနော်ကိုရှေယာကိုရှေယာလို့အတိမတ်မပြုတ်နိုင်တာအမေဒါယုံညံ့မှုပေါ့နော်အဲ့ဒါနဲ့နန်းတော်ကနေပြီးတော့နှင်ထုတ်ပလိုက်တာ